အားလုံးပဲမင်္ဂလာပါကျေကတော့ Grade 1 Mathematics ကိုသင်ကြားမယ်ဒီချက်စူးစမ်းတာဖြစ်ပါတယ်ခုကျေသင်မဲ့ဘိုင်းကတော့ Chapter 9 Applications of Differentiation ဘိုင်းပါအဲ့တော့9.1ကိုစာပြီးသင်ကြားပါမယ်9.1တန်းကျက် line ဆန် normal line ပါ အဲ့သူ့ရဲ့ landing organic ကတော့စာသင်သားတို့အနေနဲ့ဘာတွေရရှိသွားမယ်ဆိုရင်တန်းညက် line normal line equation ကိုဘယ်လိုရှာမလဲဆိုတာကိုရရှိသွားမှာဖြစ်ပါတယ်အာတန်းကျပ် line set normal line မှာတန်းကျပ် theta equal to y by x အဲ့တော့တန်းကျပ်ရဲ့မူလ formula က o by a ပေါ့ o by a ဆိုတော့ o ဆိုတာဘာလဲဆိုတော့ theta နဲ့မျက်နှာချင်းဆိုင် opposite side A ဆိုတာ adjacent site အဲ့တော့မြန်နေနေနိုင်က Y adjacent ကကြတော့ H ပေါ့ဒီမှာ sample က Y နဲ့ H နဲ့မလို့ Y မှာ H လို့ရေးလိုက်တာတကယ် original က opposite by adjacent မှာအဲ့တော့ M ကိုရှာမယ် M ဆိုတာဘာလဲဆိုတော့ slope ပေါ့နော် slope ကိုရှာမယ်ဆိုရင်ဒီမှာတော့ဒါ point to point နဲ့မလို့ point နဲ့ point ဆိုရင် Y2 - Y1 by H2 - H1 ဒါဒီ formula ပါ differentiate တစ်ကြိမ်ရှိရဲ့ formula အားလို့လည်းပြောလို့ရတယ် slope လို့ပြောလို့ရတယ်သူ့ကို gradient လို့ပြောလို့ရတယ် m ကို၃မျိုးပြောလို့ရပါတယ်အဲ့တော့ equation ကတန်းတန်းကိုရှာမယ်ဆိုမရှာခင်မှာကျတော့ဒီမှာ တန်းကြန့်ဆိုတာကိုအရင်ဆုံးဆက်ဝိုင်းတစ်ခုပေါ့အရင်တော့ဆက်ဝိုင်းတစ်ခုမှာအမှတ်တမှတ်ထိရင်အဲ့ကောင်ကတန်းကြန့်လိုက်အဲ့ဒီတန်းကြန့်လိုက်ကောင်မှာဒီလိုမျိုးမိုက်ရဆွဲလို့ရှိရင်ဒီကောင်ကညော်မယ်လိုက်ဒီကပ်လေးအကွေးလေးကတကယ်တော့ဆက်ဝိုင်းဆွဲကြတယ်ပေါ့အရင်တော့ဆိုလူတွေကဆက်ဝိုင်းဆွဲဆက်ဝိုင်းပြေးဆွဲအကွာတော့ဆက်ဝိုင်းပြေးမဆွဲတော့ဘဲနဲ့ကပ်ဖို့တည်တည်လေးဆွဲတယ်အဲ့ဒီကပ်ကိုတစ်ချိန်ထိရယ်ဆိုရင်တန်းကြန့်လိုက်လို့ခေါ်တယ်ဝင်ထိမြင်သူ့ကိုကလမ်းမြတ်တောင်းပန်ကြအောင်ဆွဲရင်ညော်မယ်လိုက်ပေါ့ နော်အဲ့တော့တန်းကြာ line equation normal line equation ကိုကျေလို့ရှာမယ်ဆိုရင်ပုံသဏ္ဍာန်ကြီးက y 11 equal to m x minus x1 ဒါဆိုရင် y ကတည်ပြီး y1 ကဘာလဲဆိုတော့သူပေးမယ်အမှတ် x1 ကလည်းသူ့ပေးမယ်အမှတ်ဒါဆိုရင် shape ဖြစ်တဲ့ m ပေါ့ m ကဘာလဲဆိုရင် different shape ပေါ့ပေးထားတဲ့ကောင်တစ်ချိန် shape ပါ y prime x1 ပေါ့ နော်ပုံစံကြီးကိုအလွယ်မှတ်ချင်တော့ y - 11 m h by n a m a x by n a မှတ်ရအောင် normal line ကြတော့သူ့ကိုစန့်ကျင်မဲ့ပုံမှန်လည်းကြည့်လိုက်ရင်စန့်ကျင်မှတ်မှာရှိရဲတောင်းမှတ်ကြရဲမလို့ m ကို minus 1 by n လို့ပြင်မယ်။ကျန်တာအတူတူပဲ y minus 11 equal to minus 1 by n x minus x1 အော် example 1ကို zero စာပြီးသင်ကြည့်အောင် equation ဆို tan tan san normal line ကိုရှာခိုင်းတယ် function equation လေးက y equal to l and x ပြထားတယ် point က y equal to minus 1ဒါဆိုရင် zero က y equal to l and x li ကိုတစ်ချိန်ရှိတ်တယ်နော်တစ်ချိန်ရှိရင် 1/x ။ तू ကပေးထားတဲ့ point က y = to က -1 အဲ့တော့ ln x = to -1 ထည့်မယ်။ x ကိုဒီဘက်ရွှေ့ရဲဆိုရင် ln ရဲ့ဖြောင်းပြန်က exponential ။ကျတော့ဘမတွေ့ရမလဲဆိုရင်အဲ့ဒါကိုရောမယ်ဆိုရင် calculator မှာတွေ့ရတယ်။ ln ရဲ့အောက်မှာ e ရှိပါတယ်။နော် e ရဲ့အောက်မှာ ln ရှိ။ calculator မှာတွေ့ရတယ်။နော် a is square to e to the power -1 e to the power -1 ဒီပါပဲလေ1 e ပဲ အဲ့တော့ ace ညာမှာ1 by ace ရပြီ y ညာမှာ သူပေးထားတဲ့ given ကြတော့ point ရသွားပြီ1 by e minus 1 equation ကတန်းကျန်ကိုလိုချင်နေဒါဆိုလို့ရှိရင်ကျေတို့က y prime 1 by e ကိုထည့်မှိုက်ရထဲတော့ဒီပုံမှာထည့်1 by ace 1 by 1 by e ဒါဆိုရင်သူ့ကိုခြေလိုက်တော့ဘယ်လောက်ရမလဲဆိုတော့ e ရသွားမယ်အဲ့ဒီ e ဒီဆိုတော့တနည်းအားဖြင့်ပြောရင်ဒီနေရာမှာ m လို့ရေးလဲမှန်တယ်နော် gradient လို့ခေါ်တဲ့ဒီချိန်ရှိဒီမှာထည့်ဖို့ပဲမှန်ဖို့လိုတာ sample ကဒီနေရာမှာရှုပ်တဲ့ချိန် m လို့ရေးလိုက်မှန်တယ် m equal to e ထွက်သွားမှာပေါ့အဲ့တော့ the equation အတန်းချက်မှာဒီဆိုတော့ပြောတဲ့ point ဒါဆိုရင်ကျေတို့ဒီပုံသင်ကြီးကိုစဉ်းစားမယ်အဲ့တော့ formula ဒီ y minus y1 equal to m x minus x1 y minus အခု y1 နေရာမှာကျေတို့က minus 1 x အဒီဘက်က ace ညာမှာ1 by e ace ဘိုင်းနဲ့1 by e အဲ့တော့အဲ့ဒါကိုကျေတော့ဒီမှာဝင်မြောက်လိုက်တဲ့ e ace ဘက်ကိုလောင်းဝင်မြောက်လိုက်တော့ e ညာ e ညာကြည့်လိုက်တော့ -1 ဒီဘက်ကကောင်ဒီဘက်ရွှေ့လိုက်တော့ဘယ်လောက်လဲဆိုရင် -2 ဒါကြောင့်မလို့ y = ex - 2ပါဒါဒီ equation ကတန်းကျန်ပြီးသွားပြီဒါဆိုရင် equation ကနော်မယ်ရှာမယ်နော်မယ်ရှာဖို့အတွက် gradient ဒီဆိုတာပြောထားတယ် -1 n လို့ပြောတဲ့အတွက်အခုရလာတဲ့ e ကို -1 e လို့ပြောရမယ် formula ချိန်လိုက် ။ဒါဆိုလို့ရှိရင်အောက်ကပုံသင်ကြီးမှာ y minus 11 equal to minus 1 by n is minus h1 ။ဒီရောက်မှဒီအဆင့်ကိုမရေးဘဲနဲ့ဒီရောက်မှရေးရင်လည်းမှန်တယ်။ဒါရဲ့ဒီရောက်မှရေးချလိုက်ရင်လည်းမှန်တယ်။ဒါကြောင့်မလို့ point ဒီ y minus minus 1 m နေရာမှာချိန်ဝမယ် minus 1 by e h minus 1 by e အဲ့တော့မှသူ့ကိုထဲဝင်မြောက်မယ် distribute law ပြန်ဝေးရတဲ့ထဲဝင်မြောက်တော့ minus 1 by e h ဘာက plus 1 by e square plus 1ဒီဘက်ကိုရှိတော့ minus 1ဒါဒီ equation of normal ပေါ့ normal line equation ပါအာ exam 2 equation of tangent y equal to sin x at the origin သူရဲ့ point က origin မှာရှိရယ်ဒါဆိုရင် y equal to sin a ပုံမှန်တိုင်းမဲ့သူကအများရန် differentiate လုပ်ကောင်းဒါ sin ကို shade တော့ cos point က origin နဲ့ဆိုတော့0 0ဆိုရအမှတ်မှာရှိဒါဆိုရင်ကျတော့ gradient လို့ခေါ်တဲ့ slope ကိုရှာမယ် နော် y prime ညာမှာ0ထည့်မယ်အဲ့တော့ cos 0ဒီ1ဒါဒီ by root ထားရလဲဆိုတော့ calculator နှိပ်လဲရတယ်ရုပ်ဖို့အရင် unit cycle ကိုပြန်ကြည့်လဲမှန်နေပေါ့ cos 0 equal to ဘယ်လောက်လဲ1 equation of tangent အပေါ်တင်ကြီးက y minus 1 y equal to m is minus h1 origin ညာမှာတော့0နှလုံးထည့်လိုက်မယ်အပေါ်က1ကိုယူရေးမယ် m ညာမှာဒါဆိုရင်ကြည်သွားရတဲ့အတွက် y equal to လောက်လဲ h ပဲကျန်ပါတယ် အဲ့တော့ example 3မှာကျတော့ function f of a squared to a squared plus a b ဒါဆိုလို့ရှိရင်သူက point ပေးထားတဲ့ a squared to 2နောက်ထပ် equation ဘာကိုလိုချင်တာလဲဆိုတော့ constant နဲ့မလေးတွေဖြစ်တဲ့ a နဲ့ b ရဲ့တန်ဖိုးကိုလိုချင်တာဒါဆိုရင် f of a ကိုကျလို့ပြန်ကူးတယ် question ကိုပြန်ကူးတယ် f of a ဆိုရင်သူကအများနဲ့ဘာလာလာတစ်ချင်ရှိတယ် a prime x ဒါဆိုရင် power ရှိချ 2x ပါဝါရှိချကျညုံတော့ 2h aa constant နဲ့ h နဲ့တွဲတဲ့ h ကိုပါဝါရှိချကျညုံနဲ့လုပ်တော့1 1ကိုနှုတ်လိုက်တော့ h to the power 0ဆိုတော့ဘယ်လောက်ရမလဲဆိုရင်1ဒါကြောင့်မလို့ a b က constant ကနန်းမလို့ရှိရင်0ဖြစ်သွားတော့ရေးစရာလို့အဲ့တော့ a prime h ရပြီဒါဆိုရင်ကျတော့ h is equal to 2သူရဲ့ point လေးကိုတွင်လိုက် a for 2ကိုတွင်မယ်ထိတ်ဆုံးဒီပုံမှာပြန်တွင်တယ် a for 2ကိုတွင်တော့ 2a + b + 4ဒီ a prime မှာတွင်မယ် a prime 2 တူးနဲ့တူးနဲ့ဆိုတော့ 4a+4 4+a လဲမှန်တယ်ဒီစာသားရဆိုတော့ 4+a ပေါ့အဲ့တော့သူရဲ့ problem မှာကဘေးထားတယ်เนาะဘေးထားတယ်ဘာလို့ဘေးထားလဲဆိုတော့2လို့ဘေးထားတယ်နော် equation အတန်းကျန်လိုက်ရဲ့အဖြေက2လို့ပြထားခဲ့နော်ဒီမှာ2လို့ပြထားအဲ့တော့ဂျယ်တို့က a+4 2နဲ့2အဲ့တော့4ကိုဒီဘက်ရွှေ့လိုက်တော့ -4 ဆိုတော့သူ့ရဲ့ a ရဲ့အဖြေက -2 ရသွားပြီ ။ဒါဆိုရင် equation ကတန်းကျန်လိုင်း equation ရှာဖို့အတွက် point လိုတယ်။ point ကဒီမှာကနော် x က2ဖြစ်နေပြီ y ကဘယ်လောက်လဲ y ဆိုဒီမှာဒီကောင် f4 ဒီ2ကိုထည့်ထားတဲ့ကောင်က y ပါပဲ 2a b 4အဲ့တော့ကြည့်ဒီမှာလေးကိုသင်္ကေတနေနေပြောပြထားတာ f4 2ကိုထည့်တယ်ဆိုရင်ဒီစာသားကိုပဲပြန်ပြီးတော့ပြန်ရေးပြထားတာဒီညမှာ u ရာမသိမှာဆိုလို့เนาะ f4 2 4 2a b ရလေးဒီဝိုင်းတန်မိုးပါဝိုင်းတန်မိုးကျတော့ h တန်မိုးကဂျူဝိုင်းတန်မိုးထားဒါဆိုလို့ရှိရင် point ကိုရေးလို့ရပြီ y - y1 m h - h1 h ညမှာကဂျူ y ညမှာကဒီတူရဲလုံးသွားရေးနော်ဒီမှာက m n ညမှာကဒီမှာ a prime 2ထည့်ထားတယ်ဆိုရင် m ပေါ့ a + 4အားလေးရေးပြီးသွားရင်ကျတော့ a တန်ဖိုးကရှိခဲ့တယ် a = -2 ဆိုပြီးရှာခဲ့တော့ a = -2 လို့စာသွင်း ။မိုင်းနဲ့ဒူးတွေကိုစားသွင်းလိုက်တော့ဒီမှာသွင်းလိုက်မယ်ဆိုရင်မိုင်းနဲ့4 plus 4ဆိုခြေသွားမယ်။ Y မိုင်းနဲ့ B ဖြစ်သွားမယ်ဒီရှိမှာ။နော်။ဒီမှာလဲ minus 2ကိုသွင်းလိုက်တော့ plus 2ချန်မယ်ရှိရ။နောက်က x မိုင်းနဲ့2သူ့ကိုဖြန့်လိုက်မယ်။ 2x မိုင်းနဲ့4 B ရောက်ဘက်ကိုသွားလိုက်တော့ plus B ပါ။အဲ့တော့ 2x မိုင်းနဲ့4 B မှာ B ရေးလဲရတယ်။ 2x plus B မိုင်းနဲ့4ရေးလဲရပါတယ်။ကိုရှင်းအောင်အကြမ်းချက် ိုင်းမှာ a is equal to 2ဖြစ်တဲ့အချိန်မှာ y is equal to က तू က pay ပြီးသား original 2x 1ပါဟာဒါဆိုရင်ကျဲတော့ 2x 1ရေဒီကောင်ရေဟိုဘာလုပ်လိုက်မလဲဆိုရင်သွားပြီးညှိလိုက်ပါမယ် 2x နဲ့ 2x နဲ့ j မယ် b 4 equal to ဘလောက်လဲ1ဒါကြောင့်မို့မိုင်း4ကဟိုဘက်ပို့လိုက်ကြဆိုရင် plus 5ဒါကြောင့်မို့ b equal to ဘလောက်ရမလဲ plus 5ပါเนาะဒါကြောင့်မလို့ a က minus 2ဖြစ်တိုင်းဖြစ်တိုင်း စားသွင်းလိုက်ရင် B ကဘယ်လောက်ရမလဲဆိုရင်5ဖြစ်သွားတော့သူမေးတဲ့ question ပြီးပါပြီ AB ပေါ့ unknown number AB ကိုပေးထားတာပြီးသွားပါပြီပေးချင်တဲ့ value ပေါ့နော် is size 9.1 points of contest သူက9.1မှာ points of contest ဆိုထိတော့ရတဲ့ point လေးတွေကိုရှာခိုင်းတာဆိုတော့ကျတော့ exam model တွေ AB လို design မဲ့ပေါ့နည်းနည်းလေးပဲกว่า သူကတန်းချန်လိုင်းဟာတဲ့ horizontal မှာထိပါတယ် horizontal ဆိုတော့တနည်းအဖြစ်ပြောရင် x a z လို့ပြောတာပေါ့နော် y equal to h to the power 4 minus 2a square plus 2အဲ့တော့ y blind တစ်ချိန်ရှိမယ်ဆို power ရှိကြတော့ 4h2 minus 4h ပေါ့ 2a square ကိုရှိလိုက်တော့ဘယ်လောက်လဲ minus 2h အဲ့တော့ horizontal လို့သူကပေးထားတယ် horizontal ဒါဆိုရင်ကျေလို့ horizontal line ဆိုလို့ရှိရင် y prime ကဘယ်လောက်လဲဆိုရင်0ဆိုတော့ရလာတဲ့ answer ကိုကျေလို့0နဲ့ညှိ4ဘုံထုပ် over တော့လည်း0ဒီကောင်ဘုံထုပ်ထုပ် x ကိုဘုံထုပ်အဲ့တော့ a is equal to 0 x + 1 0 x minus 1 0အကြောင်းမို့သူ့ရဲ့အဖြေက a is equal to minus 1 a is equal to plus 1 a is သုံးမျိုးရ a 0ဆိုရင် y ဘယ်လောက်ရမလဲစာတွင်လိုက် y ဟာ2 x minus 1ဆိုရင် y က1ဒီပေါ်မှာစားသွင်းတာ x က1ဆိုရင်1 1ထည့်လိုက်တော့1အားကြောင့်မို့လို့သူ့ရဲ့ point ဟာ 0, 2 minus 1, 1 1, 1, 1ဆိုပြီးအောက်ကသူ့ရဲ့ဖြတ်မဲ့အမှတ်3ခုပေါ့ context point ကြီး3ခုရပါတယ်အော်ကျေတော့ဒီကောင်ပြီးသွားတဲ့နောက်မှာ whole 1အနေနဲ့9.1ရဲ့ number 1 to 4ကို select ပြီးပြပေးပါပုံစံအတူတူပါပဲ ဒီနေ့သင်တဲ့သင်ခန်းစာတော့ဒီလောက်ပါပင်အားလုံးကိုကျေးဇူးတင်ပါတယ်။ပုံမှန်ပြည့်စုံတဲ့သင်ခန်းစာတွေမေခွန်းအဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်။